မင်္ဂလာပါရှင်။ Comilan News ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့မလေးရှားမှာချင်းမျိုးသားတယောက်တိုက်ပေါ်ကနေပြုတ်ကျတေဆုံးတဲ့တွင်နဲ့ဟာခါမျိုးမှာအရောက်ဝင်းနဲ့ငွေကောက်ခံနေတဲ့နေရင်းရဲ့တယောက်ပြစ်ခတ်ခံပြီးတေဆုံးတဲ့တွင်တွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးတွင်ပုံနေနဲ့မလေးရှားနိုင်ငံဂျိုဟိုပြည်နယ်ဂျိုဟိုမြို့မှာအလုပ်လုပ်နေတဲ့ချင်းမျိုးသားတယောက်စစ်နှစ်ထပ်တိုက်ပေါ်ကပြုတ်ကျတေဆုံးခဲ့တယ်လို့မလေးရှားရောက်ချင်းမျိုးသားတယောက်ကပြောပါရစေ။တေဆုံးသူဟာချင်းပြည်နယ်လောက်တူဒေသစုံငန်းရွာစားတိဖြစ်ပြီးတော့ သူကစကိုင်းတိုင်းကလေးမျိုးနဲ့တန်ဖိုးရွာမှာနေထိုင်တဲ့အသက်20အရွယ်စလိုင်းပွေချင်းထန်းလို့သိရပါဗျ။စလိုင်းပွေချင်းထန်းဟာဂျိုးမျိုးကဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာအလုပ်လုပ်နေရင်ဆနထက်တိုက်ပေါ်ကပြုတ်ကျလို့ဆေးရုံမှာ၃ရက်လောက်ဆေးကုသမှုခံယူရင်းနိုဝင်ဘာ၈ရက်နေ့ကဆေးရုံမှာပဲတည်ဆုံခဲ့တာပါ။တည်ဆုံသူစလိုင်းပွေချင်းထန်းရဲ့ဇာပနာကိုနိုဝင်ဘာ၁၇ရက်နေ့မှာမြေမြုပ်တကြိုမဲလို့လည်းသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ချင်းပြည်နယ်ဟာခါမျိုးမြို့တိရက်ကွက်မှာအရွက်ဝင်းနဲ့ငွေကောက်ခံနေတဲ့နေထင်းရဲ၄ယောက်ပြစ်ခတ်ခံရပြီးတယောက်သေဆုံးခဲ့တယ်လို့ ဒေတာခန်တွေစီကနေသိရပါတယ်။အဲ့ဒီငွေကောက်ခံနေတဲ့ရဲလေးယောက်ကိုမနေ့ကနိုဝင်ဘာ9ရက်မနက်9:00နာရီဝန်းကျင်မှာမြို့သိရက်ကွက်ကထန်တလန်လမ်းခွဲမှာချင်းကာခွေတက် CDF ကပြစ်ခတ်ခဲ့လို့တယောက်သေဆုံးခဲ့တာလို့ဟာခမြို့ကန်တယောက်ကခူမီလန်နျူးစ်ကိုပြောပါရယ်ပြစ်ခတ်မှုက2မိနစ်လောက်ပဲကြာပြီးတော့စစ်ကော်မရှင်တပ်ဖွဲ့တွေရောက်လာပြီးရန်တမ်းပြစ်ခတ်လို့ပြည်သူလေးယောက်တန်ရရတဲ့အပြင်နေအိမ်တလုံးမှာမီးလောင်သွားသေးတယ်လို့ဟာခမြို့ကန်ကဆက်ပြောပါရယ်အဲ့ဒီပြင် ဒီနေ့မနက်မှာလဲဟာခမြို့မှာစစ်ကော်မရှင်ကလုံခြုံရေးတင်းကျပ်ထားပြီးတော့စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။